ဂျူဗာနိုရာဟာရာရီရဲ့21 Lessons for 21st Century ကိုဆရာဒီဟောက်ဝင်းအောင်ကဘာသာပြန်ဆိုထားပြီးဆရာထက်မင်းဝင်းကတီးဖြတ်ထားတယ်။20တရားစုအတွက်သင်ခန်းစာ20ခုအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းပါရခြင်း။အပိုင်း24သင်ခန်းစာ14 Logging တသက်ဝါဒကိုရိတ်ကအကွက်နေတာ ကိုသိပါ။ Logging တသက်ဆိုတာဘာကိုဆိုလိုပါသနည်း လောကီတတ်တဲ့ဝါဒ secularism ကိုအထိပ္ပယ်ဖွင့်ကြရရင်ဘာသာတရားမရှိဘာသာတရားနဲ့မဆိုင်သည့်ဝါဒအဖြစ်အထိပ္ပယ်ဖွင့်လေရှိကြပါသည်လောကီတတ်တဲ့ဝါဒီများဟုဆိုရင်လည်းတို့မယုံတာဘာတို့ယုံတာဘာဆိုတာမျိုးနဲ့တတ်မှတ်ဖွင့်ဆိုကြပါသည်ဤအထိပ္ပယ်ဖွင့်ဆိုချက်အရလောကီတတ်တဲ့ဝါဒီများမှာဘယ်ဖန်ဆင်းရှင်ဘယ်နဲ့တကြားကုန်မှမကူးကွယ်မယုံကြည်ကြသူများဖျားရှိခိုးကြောင်နှက်ကုန်မသွားကြသူများ ဘာသာရေးစီရင်ကိုကွယ်မှုဓလိထုံတမ်းများကိုလိုက်နာဆောင်ရွက်လေးမရှိကြသူများဖြစ်ပါသည်။သို့ဖြစ်ရာလောကီတက်တက်လောကကြီးမှာအနှစ်သာကင်းမဲ့ပြီးနတ္တိကဝါဒဆန်သောဘာမှမရှိသောကိုကျင့်သီလာကင်းမဲ့သည့်လောကကြီးတခုခုဖြစ်စည်းပင်ရန်လုံးနေသည့် လောကကြီးဟုထင်ပေါ်ရရှိပါသည်။လောကီတက်တက်ဝါဒကိုရင်းသို့ အနုလက္ခဏာဆောင်သောအပြတ်သဘောဝါဒအဖြစ်တတ်မှတ်တစိကတ်ချင်းကိုလက်ခံမိသူအလွန်ရှားပါလိမ့်မည်။ ။လောကီတတ္တဝါဒဟုကိုယ့်ကိုယ်ကိုလက်ခံထားသည့်ပုဂ္ဂိုလ်များကလောကီတတ္တဝါဒကိုရှုမြင်ပုံမှာအလွန်ခွာခြားပါသည်။သူတို့ကလောကီတတ္တဝါဒဆိုသည်မှာအလွန်အပြုတ်သဘောဆောင်သောတက်ကြွသောကမ္ဘာမြင်လောကမြင်ရှိသည့်ဝါဒရှင်းဝါဒမှာလည်းဘာသာတရားတစ်ခုခုကိုဆန့်ကျင်သည့်ဝါဒမျိုးမဟုတ်ပဲရှင်းနောက်အကျိုးကြောင်းစီလျော်သောဆန်နှုံးများဆန်တန်ဖိုးများရှိသည့်ဝါဒအဖြစ်ရှုမြင်ပါသည် အမှန်တကယ်အပြင်လဲလောကီတသက်ဝါဒတွင်ရှိသောစံတန်ဖိုးများကိုအမျိုးမျိုးသောဘာသာရေးဓလေ့ထုံးတမ်းများတွင်တွေ့နိုင်ပါသည် လောကီတသက်ဝါဒီများ၏အဓိကလက္ခဏာတစ်ရပ်မှာတချို့သောဘာသာရေးခိုင်းကဏ္ဍများလိုအသိပညာနှင့်အကောင့်တရားမှန်သမျှငါဘာသာငါခိုင်းကလာသည်ဆိုပြီးအကောင့်တရားမှန်သမျှကိုမောင်းပိုင်စည်းထားခြင်းမရှိသည့်အချက်ဖြစ်ပါသည် လောကီတသက်ဝါဒီများကကိုကျင့်သီလနှင့်အသိဉာဏ်ပညာကို ကောင်းကင်ဘုံကနေအချိန်တစ်ခုမှာနေရာတစ်နေရာကိုချပေးလိုက်ပြီးဆိုတာကိုလက်မခံပါကိုချင်းဒီလာနဲ့အသိဉာဏ်ပညာမှာတဘာဝအလျောက်လူသားအလုံးအတွက်တရှိနေသောအမွေနှစ်ဟုသူတို့ကယူဆပါသည်တို့ဖြစ်ရာတကဘာလုံးရှိ လူသားလူအဖွဲ့စည်းများမှာဆန်လုံးများဆန်တန်ဖိုးများအနှင်းနေများပေါ်ပေါက်လာမိမှာဓမ္မရာပဲဟုသူတို့ကရှုံမြင်ပါသည်ယင်းဆန်လုံးများကိုမွတ်စလင်များခရစ်ယာန်များဟိန္ဒူးများနဲ့သာရဘုရားသခင်ကိုမယုံကြည်သူများအလုံးတို့တွင် ဘုံဆန်တံပိုးများဖြင့်တွေ့နိုင်သည်ဟုသူတို့ကယူဆပါသည်။ဘာသာရေးကောင်းဆောင်များကသူတို့နောက်လိုက်များကိုများသောအပြင်ဟိုဟောင်ဖောင်းရင်ဒါဆိုတာမျိုးဆုံးဖြတ်ရွေးချယ်ခိုင်းတတ်ကြပါသည်။ဥပမာမွတ်စလင်လားမွတ်စလင်မဟုတ်ဘူးလားဆိုသည့်ရွေးချယ်မှုမျိုးဖြစ်ပါသည်။ဆာဖတ်သူကမွတ်စလင်ဖြစ်ပါကအခြားသောအယူဝါဒအားလုံးကိုညှင့်ပယ်ရမည်ဟုသူတို့ကဆိုပါသည်။လောကီတသက်ဝါဒီများကမူသူတို့နှင့်မတူပဲလူတူးတဲ့တွင်မျိုးမျိုးသောတယုတ်တကံများပေါင်းဆက်တယုတ်တကံများ multiple and hybrid identities ရှိခြင်းကို ခွင့်ပြုပါသည်။လောကီတတ်တဝါဒဖို့မှုစာဖတ်သူကကုဖာတာကိုမွတ်စလင်လို့သတ်မှတ်ပြီးအလာရှင်ကိုဘုဘေကဟာလာလောက်ထားသောအစာကိုရစားပြီးမက္ကာကိုဖျားဖူးသွားခြင်းမှာလောကီတတ်တဖြစ်သောကိုချင်းသီလာစည်းကမ်းများကိုစောင့်ထိန်နေသည့်ပြည့်လောကီတတ်တလူဖွဲ့စည်းဖွဲ့ဝင်ကောင်းတယောက်ဖြစ်ဆက်လက်သတ်မှတ်မိပင်ဖြစ်ပါသည်လောကီတတ်တကိုကျင့်သီလာစည်းကမ်းများကိုလည်းမှန်ဆင်းစစ်အားဖြင့် တန်းနေချီသောမွတ်စလင်များခရစ်ယာန်များဟိန္ဒူများသာဝရဘုရားမယ်ဝါဒီများလည်းစောင့်ထိန်ကြပါသည်ယင်းကိုချင်းသီလများတွင်တစ္ဆာတရားမေတ္တာကရုဏာတန်းတူညီများမှုလွတ်လပ်မှုတတိနှင့်တာဝန်ယူတတ်ခြင်းတန်ဖိုးများပါဝင်ပါသည်ယင်းကိုချင်းသီလမှာခေတ်သစ်သိပ္ပံနှင့်ဒီမိုကရေစီအင်စတီကျူရှင်းများ၏အခြေခံလည်းဖြစ်ပါသည်အခြားကိုချင်းစီကံများနေသူလော့ဂီတတ်တဲ့ကိုချင်းသီလစီကံများမှာလည်းလက်တွေ့လူမှုအရှိတရား social reality ဆိုတာထဲအမြင့်မြတ်ဆုံးသောပန်းနိုင်တစ်ခုစံတစ်ခုကိုမျှော်မှန်းရည်ရွယ်ပြီးချမှတ်ထားခြင်းမျိုးဖြစ်ပါသည်ခရီးယန်လူမှုတာဝန်နှင့်ခရီးယန် institution များကတကတည်းရန်ခရီးယန်ဘာသာကသတ်မှတ်ထားသောအကောင်းဆုံးစံတန်ဖိုးများမှသိပြီးတတ်သလိုလောကီတတ်တဲ့ဝါဒရှိလူဖွဲ့စည်းများနှင့် institution များမှလည်းတကတည်းရန်စံတန်ဖိုးကိုမပြည့်မီသည်များလည်းရှိပါသည် အလဲခေပြင်သစ်ပြီးကမိမိတို့ကိုယ်ကို ခရိယန်တိုင်းပြည်ဖြစ်ကြွေးကြော်တော့လေခရိယန်ဘာသာဝင်တို့မလုံထိုက်သည့်လုံနည်းမျိုးစုံကိုဟိုနာနဲ့နဲ့ဒီနာနဲ့နဲ့ပြုလုပ်ပါသည်စင်ရသာနေပြလဲသမားများအသည့်ဖြစ်ပါ၏ခေတ်သစ်ပြည်သစ်ပြီးမှလဲထိုနည်းတူဘာသာရေးနှင့်လောကီရေးမရောရှက်သော လောကီတတ်တဲ့နိုင်ငံဖြစ်ကြွေးကြော်ထားတော့လေရော့စ်ပီယာခေတ်ကစပြီးလွတ်လပ်ခြင်းကိုတိတ်ပဲဖွင့်ဆိုရမှာစိတ်မသက်သာစရာအလွယ်ဖွင့်ဆိုသည့်များကိုလဲတွေ့ရမည်ဖြစ်ပါသည်အမျိုးသမီးတွေအသည့်ဖြစ်ပါသည် ဤသို့ဆိုလို့ပြင်သစ်အပါဝင်ခြားနေရာထံကဘာသာရေးနှင့်လောကီမယောရှက်သည့်လောကီတတ္တဝါတွေများကိုကိုချင်းသည်လောင်မဆောင်ထင်းသူများကိုချင်းတရားမခိုင်မာသူများဟုဆိုလိုသည်မဟုတ်ပါ အကောင်းဆုံးဆိုသည်စံတန်ဘုရားတိုင်းနေထိုင်ဆောက်စည်းရန်မလွယ်ကူသည်ကိုပြောလိုရင်းသာဖြစ်ပါသည်လောကီတတ္တဝါရကတတ်မှတ်ထားသော အကောင်းဆုံးစံအခြေအနေထို့သို့ဆိုရင်လောကီတတ္တဝါရကတတ်မှတ်ထားသောအကောင်းဆုံးစံတန်ဘုရားမှာဘာတွေလဲလို့ မေကွန်ထုတ်စရာရှိပါသည်။လောကီတတ္တဝါဒါကအရေးကြီးဆုံးဖြစ်သတ်မှတ်ထားသည့်စံတန်ဖိုးမှာအမှန်တရားသစ္စာ truth ဖြစ်ပါသည်။ယင်းအမှန်တရားမှာယုံကြည်မှုတတ္တအပေါ်အခြေခံထားခြင်းမဟုတ်ဘဲလိလာခြင်းနှင့်တတ်သေးခိုင်မာခြင်းတို့အပေါ်တွင်အခြေခံပါသည်။လောကီတတ္တဝါဒီများကယုံကြည်မှုတရားတရားနှင့်အမှန်တရားတို့ကို ရော့ထွေမသွားအောင်ကြိုးပမ်းပါသည်။ဆာဖတ်သူကပုံမြင်ထန်နာဤဇတ်တော်တစ်ခုခုကို အမှန်ဟုအခိုင်အမာယုံကြည်သည်ဆိုပါက စာဖတ်သူ၏စိတ်သဘောငယ်ဘဝနှင့်အုံနောက်ဒီစာပုံအကြောင်းစိတ်ဝင်စားပွဲရာများကိုသိနိုင်တော့လေရင်းပုံပြင်ဌာနကြီးမှာအမှန်ဖြစ်မသွားပါများသောအားဖြင့်လေပုံပြင်ဌာနကြီးများကအတုဖြစ်လေလေယုံကြည်မှုတရားတရားခံခိုင်မာမာရှိဖို့ပူပြီးလိုအပ်လေလေ ဖြစ်ပါသည်နောက်ထပ်ဆိုရရင်လောကီတသက်ဝါးများက တစုတစ်ဖွဲ့တူတူယောက်နဲ့ကျန်းစာအုပ်တအုပ်ကိုရင်းတို့ကသာလေအမှန်တရားတကယ်တစ္ဆာဆိုပြီးတိတ်တိတ်တင်တာမျိုးလုပ်လို့မရှိပါဘူး လောကီတတ္တဝါဒီများကအမှန်တရားကိုရှေးဟောင်းကြောင့်ဖြစ်ရုပ်ကျင်းများတွင် တွေ့သည်ဖြစ်စေဝေကာလှသော Galaxy ကျယ်စုများတွင် တွေ့သည်ဖြစ်စေဂိဏန်ချက်လက်စင်ရီးယားများတွင်တွေ့သည်ဖြစ်စေမျိုးမျိုးသောလူတလီထုံတမ်းမှတ်တမ်းများတွင်တွေ့သည်ဖြစ်စေဘယ်ပုံဘယ်နည်းနဲ့တွေ့တွေ့လက်တင်ခံလေးရှိပါသည်ယင်းကဲ့သို့အမှန်တရားကိုလက်တင်ခံခြင်းကခေတ္တသိပ္ပံအခြေခံအုံမြင့်ဖြစ်ပါသည်ယင်းတို့လက်တင်ခံခြင်းကြောင့်လူသားမျိုးနွယ်နေဖြင့် act damn ကို question စိတ်ပြခြင်း မျိုးရုပ်ဗီဇာ DNA ကိုတိတ်ပဲဖော်ခြင်းဇီဝစင်ကဲ့ပြည့်စင်ကိုသမိုင်းတစ်လျှောက်ပြန်လည်ဖော်ထုတ်လေ့လာခြင်းလူသားမျိုးနွယ်၏သမိုင်းကိုနားလည်ခြင်းများဆောင်ရွက်လာနိုင်ခြင်းဖြစ်ပါသည် လော့ဂီတက်တဲ့ဝါဒီများလေးထားလိုက်နာသည့်နောက်ထပ်အဓိကဆန်တန်ဖိုးတစ်ခုမှာမေတ္တာကရုဏာဖြစ်ပါသည်လော့ဂီတက်တဲ့ဝါဒါ၏ကိုကျင့်သီလာမှာဖန်ဆင်းရှင်ဘုရားတစ်ပါးပါး၏မိန့်ပြန်တဲ့များကိုလိုက်နာခြင်းပေါ်ခြေခံထားခြင်းမဟုတ်ဘဲဆင်းရဲဒုက္ခကိုနှက်ဆိုင်စွာနားလည်ခြင်းပေါ်ခြေခံထားပါသည်ဥမာပေးရရင်လော့ဂီတက်တဲ့ဝါဒီများက သူတစ်ပါးအတက်ကိုမတက်ခြင်းမှာရှင်ဟောင်းကျန်းစာအုပ်တို့ကတားမြစ်ထားခြင်းကြောင့်မဟုတ်ပဲသူတစ်ပါးအတက်တက်ခြင်းမှာအသက်ရှိသည့်တတ္တဝါများပေါ်အင်တန်ကြီးမားသောစိရဒုက္ခခံစားရအောင်ပြုလုပ်ခြင်းဖြင့်နားလည်ထားသောကြောင့်ဖြစ်သည်သူတစ်ပါးအတက်ကိုမတက်ခြင်းမှာဘုရားကတားမြစ်ထားလို့ဟုဆိုလင်းရှိသည့်လူများမှာအင်တန်အန္တရာယ်ကြီးပြီးကြီးကျယ်ပြဿနာရှိသည့်လူများဖြစ်ပါသည်ယင်းတို့ဖို့မှာမေတ္တာကရုဏာတရားကြောင့်ကိုချင်းသီလကိုဆောင်ထင်းခြင်းမဟုတ်ပဲ ဘုရားသခင်အမိန့်စကားကိုနာခံဖို့လူလူအသက်တချင်းကရှောင်ကျင်ကြခြင်းဖြစ်ပါသည်တို့ဖြစ်ရာသူတို့၏ဖန်ဆင်းရှင်ဘုရားသခင်ကများဘာသာရေးကိုဆောင်ရသူများဆုံးကဝေးများအိမ်တော်၏ဖောက်ပြန်သူများဒုမုံနိုင်ငံသားများကိုတတ်ရမည်ဟုအမိန့်ပေးထားသည်ဟုသူတို့ယုံကြည်လာလင်ငါးပါးရီမောက်ဖို့သာရှိပါတော့သည်ဖန်ဆင်းရှင်ဘုရားတစ်ပါးပါးကအပိသက်အပိပြက်အမိန့်ထုတ်ကန့်တတ်ထားသည့်ပညာချက်များလုံးဖောက်သည့်အတွက် လော့ဂီတက်တဲ့ကိုချင်းတရားဝါဒ secular ethics အနေဖြင့်ရံဖန်ရံခါဖြည့်ရှင်းရခဲ့သည့်ဝိယော်ဒီများကြောင့်ရသည်ဆိုတာတော့ဟုတ်ပါသည်လောရတခုကတူဦးဦးကိုထိခိုက်စေတော့လဲအခြားသူတူဦးဦးကိုကုညီယာရောက်သည့်လောရမျိုးဆိုပါကလော့ဂီတက်တဲ့ဝါဒအနေဖြင့်ဘယ်လိုဆုံးဖြတ်သင့်ပါသနည်းစီရင်သားများအကျိုးအတွက်တတိယကိုတခွန်တိုးောက်သည်ဆိုပါကကိုချင်းဒီလာနှင့်လျော်ညီပါသည်လောရက်ဆက်ကြံကြောသည့်အာနာရှင်ကိုဖယ်ရှားရန် ဖေးထက်တန်ရောစစ်ပွဲများဆင်နွှဲတဲ့မှာဒီလိုမိမိနိုင်ငံအတွင်းသို့ဒုက္ခသည်များအကန့်အသတ်မဲ့ဝင်ရောက်ခွင့်ပြုတင်ပါသလိုလော်ဂီတက်တဲ့ဝါဒီများကရင်းခဲ့သူဝီရောဒီများကြုံလာပါကဖန်ဆင်းရှင်ဖျားကဘယ်လိုလုပ်တဲ့နယ်လို့ပြညာထားသလဲလို့စဉ်းစားမိမဟုတ်ပါသူတို့ကပါဝင်ပတ်သက်နေသည့်ပုံကိုအားလုံးဤခန်းစားချက်များကိုထည့်သွင်းစဉ်းစားပြီးဖြစ်နိုင်ခြင်းများလက်ရှိအချိန်နေရရက်ကိုကြည့်ရှုသုံးသပ်ချိန်ဆကထိခိုက်မှုနည်းနိုင်သမျှနေသည့်အလဲအလက်လမ်းစဉ်ကိုရှာဖွေမည်ဖြစ်ပါသည်ဥမာအားဖြင့် လိင်စိတ် sexuality ပေါ်လောကီတသက်ဝါဒဤသဘောထားအမြင်ကိုကြည့်ကြပါစို့လောကီတသက်ဝါဒများနေဖြင့်ပရိမှုလိင်တို့နှစ်သက်မှုလူနှင့်ဒရိစံကာမဆက်ဆံမှုသွေးရင်ဆက်ဆက်မှုတို့ကို လက်ခံတင်သလားဆန့်ကျင်တင်သလားဘယ်လိုဆုံးဖြတ်ပါသနည်း၎င်းတို့နေဖြင့်ပါဝင်သူများဘယ်လိုခံစားရပါလဲဆိုသည့်အချက်ပေါ်မူတည်ပြီးဆုံးဖြတ်ပါသည်မရိမှုမှာအရှင်းမင်းကိုကျင့်တီလာနဲ့မလျော်ညီသည့်လောက်ရဖြစ်သည့်အကြောင်းမှာဖန်ဆင်းရှင်ပြားကတားမြစ်ထားခြင်းကြောင့်မဟုတ်ပဲ လူများကိုထိခိုက်နာကျင်စေသောလုပ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်။ရင်းနှင့်မတူပဲအမျိုးသားနှစ်ဦးချစ်ခင်ဆုံးမဲ့ကြသည့်ကိစ္စမှာဘယ်သူကမှထိခိုက်ပြီးမှုတ်သောကြောင့်ဆန့်ကျင်စရာအကြောင်းမရှိဟုယူဆမိဖြစ်သည်။ရင်းသို့ဆိုလျှင်တရိတ်ဆန်နေကမှဆက်ရှက်သည့်ကိစ္စဆိုလျှင်ကလေတူလက်ထက်မှုကိစ္စနှင့်ပတ်သက်ပြီးကျွန်တော်အနေဖြင့်အများနှင့်ရောတည်တံ့ရောကျင်းပဆောင်ရွက်သည့်ဆွေးနွေးမှုများတွင်ပါဝင်ပူပါသည်မကြာခဏဆိုသလိုထိုကိစ္စကိုဆွေးနွေးရာတိုင်းညံကြီးရှင်တယောက်ယောက်ကယောက်ျားနှစ်ယောက် လက်ထပ်တဲ့ကိစ္စကိုသဘောတူကြချေဆိုရင်လူနဲ့စိတ်ယူတာကိုရောသဘောတူရမှာပေါ့ဆိုပြီးညင်တာမျိုးနဲ့ကြုံရပါသည်။လော့ဂီတက်တဲ့ဝါရာရှူတော့ကနေကြည့်ပါကအပြည့်မှထင်ရှားပါသည်။ကျမ်းမာသည့်နီနောဆက်ဆံမှု healthy relationship တကူဖြစ်ဖို့ရမှာစိတ်ပန်းဆိုင်ရာခံစားချက် အသိဉာဏ်ပညာနဲ့ဝိညာဉ်ပန်းဆိုင်ရာ spirituality ပင်နဲ့ဆိုင်စွာရှိနေဖို့လိုအပ်ပါသည်။ရင်ကဲ့သို့နှက်ရှာမှုမရှိသည့်အိမ်တော်တစ်ခုမှာလူကိုစိတ်ပြတ်စိတ်ညစ်ပြီးအထီးကျန်ဖြစ်စီရင်သာမက စိတ်ပိုင်းဆိုင်ရာအရာလည်းတိတ်နှုတ်သိမ်းပြင်းစေပါသည်အမျိုးသားနှုတ်ဦးချစ်ကြသည့်ကိစ္စမှာဒူးဤခံစားချက်ပိုင်းဆိုင်ရာအသိဉာဏ်ပညာပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုဒူးကဖြည့်ဆည်းပေးနိုင်တော့လေစိတ်တကောင်နဲ့မူရင်းခဲ့လို့ဖြည့်ဆည်းချက်မျိုးမရနိုင်ပါသို့ဖြစ်ရာစာဖတ်သူအနေဖြင့်လက်ထထိန်များခြင်းကိစ္စမှာလူသားနှစ်ဦး၏စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းကိုတွန်းမြစ်ပေးနိုင်သည့် institution တစ်ခုဟု လော့ဂီတက်တဲ့ဝါဒီများရှုမြင်သလိုရှုမြင်မှာကထိုကဲ့သို့ယူကြောင်ကြောင်မိခုမျိုးကိုမေးမိမဟုတ်ပါလက်ထပ်ထိမ်းမြခြင်းကိစ္စကိုလျှို့ဝှက်စမ်းကြဲပတာကိုကွယ်ပူဇော်ဝတ်ဒွားစရာ ritual တမျိုးနေဖြင့်ရှုမြင်သည့်ပုံကွန်များကသာမေးမိမိခုဖြစ်ပါသည်ယင်းသို့ဆိုရင်အဖေနှင့်သမီးကြားကိစ္စဆိုရင်ကဘယ်သို့ရှုမြင်သင်ပါသနည်းနှစ်ဦးစလုံးမှလူသားများဖြစ်သည့်အတွက်ပါ သဘောမတူစရာရှိလဲဆိုပြီးမေးစရာရှိပါ යි ဖြေကရှင်းပါသည်ရင်းကဲ့သို့ဆက်ဆံမှုမျိုးမှာကလေးပေါ်ကိုဆိုးရွားပြီးများအားဖြင့်ပြန်ပြင်လို့မရသည့်တရားပါထိခိုက်မှုမျိုးဥပပဖြစ်စေကြောင်းစိတ်ပညာဆိုင်ရာလေ့လာချက်များစွာကဖော်ထုတ်တွေ့ရှိထားပြီးဖြစ်ပါသည်ထို့ပြင်ရင်းကဲ့သို့ဆက်ဆံရင်းမှာမိဘတွင်ရှိနေသည့်ဖြက်စီးကျင်သောစိတ်ကိုထင်ဟပ်နေပြီးရင်းစိတ်ရိုင်းကိုပုံမဆိုးရွားလာစေကြောင်းတွေ့ရှိရသည်စင်ငယ်ဖြစ်စဉ်ကလူသားစေပီယန်စ်မျိုးနွယ်စု၏စိတ်ပိုင်းဆိုင်ရာကိုပုံပေါ်ထားပုံမှာ အချစ်တန်ရောစဉ်ကိုမိဘတန်ရောစဉ်နဲ့ကွဲပြားစေပြီးရင်းနှခုအတူတူတွဲပြီးမနေနိုင်အောင် ပုံဖော်ထားပါသည်တို့ဖြစ်ရာသွေးရင်းဆက်ရှက်မှုကိုစန့်ကျင်ရန်မှာဖန်ဆင်းရှင်ဘုရားနဲ့တမချမ်းမလို့ပါတက်ဆိုင်ရာစိတ်ပညာလေးလာချက်များကိုဖတ်ရှုကြည့်ရန်သာလိုပါသည်ဤချက်မှာလောကီတတ္တဝါတွေများသိပ္ပံနိကြအမှန်တရားကိုအမျက်တနုတန်ဖိုးထားရသည့်လေးနဲ့ထင်ရှားသည့်အကြောင်းရင်းဖြစ်ပါသည်သိပ္ပံနိကြအမှန်တရားကသူတို့ဤစူးစမ်းလေ့လာလို့စိတ်ကိုဖြည့်ဆည်းပေးရုံသာမကပါ ။ကမ္ဘာရှိဒုက္ခဆင်းရဲကိုလည်းညှော့နှဲစေနိုင်ပါသည်။သိပ္ပံဤကြလေးလာမှုများ၏အထင်ကော့တာမရှိပါကကျွန်တော်တို့၏မေတ္တာကရုဏာနှင့်ကိုချင်းစာစိတ်မှမျက်ကန်းလမ်းလျှောက်သလိုဖြစ်နေမည်ဖြစ်ပါသည်ဉာဏ်မပါဘဲဖြစ်နေပါမည်တစ္ဆာနှင့်မေတ္တာကရုဏာနှစ်ခုစလုံးကိုတန်ဖိုးထားခြင်းကဒန်းတူညီများမှုကိုလည်းတန်ဖိုးထားစေပါသည်စီးပွားရေးဒန်းတူညီများမှုနှင့်နိုင်ငံရေးဒန်းတူညီများမှုနှင့်ဆက်လင်းလျင် သဘောထားအမြင်မျိုးမျိုးရှိတော့လေလောကီတသက်ဝါဒီများကရှင်ရင်စွဲထဲအောင်ဆက်ဆံရေးများအားလုံးကိုအခြေခံတန်တရားနှင့်ရှုမြင်ပါသည်ဘယ်သူဒုက္ခဆင်းရဲခံစားရသည်ဖြစ်စေဒုက္ခဆင်းရဲကဒုက္ခဆင်းရဲသာဖြစ်ပါသည်အသိဉာဏ်ပညာမှလည်းမြည်သူရှာဖွေတွေ့ရှိထားသည်ဖြစ်စေအသိဉာဏ်ပညာကအသိဉာဏ်ပညာသာဖြစ်ပါသည်တူးတစ်ခွက်ဤခံစားချက်ကိုလေးပေးခြင်းနိုင်ငံတစ်ခုခုလူမျိုးတစ်ခုခုဤရှာဖွေတွေ့ရှိမှုများကိုလေးပေးခြင်း လူဒန်းစားတရက်ဂျန်နာတရက်ကိုလေးပေးခြင်းကကျွန်ုပ်တို့ကိုကြမ်းကြုတ်ပြီးမတိသာဆိုးရွားသူများဖြစ်စေပါသည်။လော့ဂီတက်တဲ့ဝါဒီများကသူတို့၏နိုင်ငံသူတို့၏လူမျိုးနေရင်ချင်းမှု၏တမိုးထူးခြားမှုကိုတေချာပေါက်ဂုံယူသည်မှန်တော်လဲတမိုးထူးခြားမှုနှင့်သူများထက်သာလွန်မှုကိုရောထွေးခြင်းမရှိပါ။တမိုးထူးခြားမှုရှိခြင်းကြောင့်သူများထက်လူလိုသာသည်ဟုမယူဆဟုလို့တို့ဖြစ်ရာ လော့ဂီတတဝါရီများကသူတို့၏နိုင်ငံနှင့်လူမျိုးတွေတာဝန်ရှိမှုကိုအတိအမှတ်ပြုတော်လဲတစ်ချိန်တည်းမှာပဲလူသားမျိုးနွယ်တစ်ခုလုံးပေါ်ရှိသည့်တာဝန်ကိုလည်းအတိအမှတ်ပြုထားပါသည်ကျွန်ုပ်တို့အနေဖြင့်တစ္ဆာတရားနှင့်ဒုက္ခစီရင်မှလုတ်ကင်းရာကိုရှာဖွေဖို့အတွက်လွတ်လပ်စွာတွေးခေါ်နိုင်မှုဆန်းစစ်နိုင်မှုဆန်းတက်နိုင်မှုများလိုအပ်ပါသည်လော့ဂီတတဝါရီများက လွတ်လပ်မှုကိုတံပိုးထားပါသည်။ကျန်းစာတစ်ခု institution တစ်ခုခေါင်းဆောင်တူထံတွင်အထွတ်ထိပ်အခွင့်အာဏာအလုံးကိုအနှင်းပြီးဘယ်ဟာကတော့အမှန်ဖြစ်သည်ဘယ်ဟာကတော့ဟုတ်သည်ဆိုတာကိုဆုံးဖြတ်ခိုင်းတာမျိုးရှောင်ရှားလေးရှိပါသည်။လူသားဖို့ဘာကိုမစိုးတန်တရာရှိဖို့မယုံဖို့လွတ်လပ်ခွင့်ပြန်လည်သုံးသပ်ဆင်ခြင်ပိုင်ခွင့်နောက်ထပ်အထင်အမြင်ကိုကြားပိုင်ခွင့်တမျိုးစမ်းသပ်ကြည့်ပိုင်ခွင့်တွေကိုဘယ်တော့မှလက်လွတ်ဆုံးရှုံးခံဖို့မသင့်ပါဆက်ကြဝလာကြီးလဲဖို့တက်တဲ့တွင်ကဘာကြီးက မလုံမရှက်ရှိနေသည်ဆိုသည့်ယူဆကိုမေးခွန်းထုတ်ရသည့်ဂလီလီယိုဂလီလီယိုဒေါဂီတက်တက်ဝါဒီများကလေးစားကြပါသည်သူတို့က1989တွင်ဘတ်စတီထောင်ကြီးကိုဝင်စီးပြီးအာနာရှင်လူပြင်း16ကိုဖြုတ်ချရသည့်တမန်ပြည်သူလူလူကြီးကိုလေးစားကြပါသည်ဘတ်စကားပေါ်တွင်လူပြူတွေသာထိုင်ခွင့်ရှိသည်ဆိုပြီးသတ်မှတ်ထားသည့်နေရာမှထမပေးဘဲနေရသည့်တက်တည်ရှိသည့် Rosa Parks ကိုလေးစားကြပါသည် ခွဲခြားဆက်ဆံမှုများနဲ့ဖိနှိပ်သောအဆိုရများကိုတိုက်ဖြတ်ရန်အတွက်တတ်တည်ရှိဖို့အထူးလိုအပ်လာပါသည်။သို့သောမတိချင်းကိုမတိချောင်းဝင်ခံပြီးမတိသေးသည့်အရာကိုစူးစမ်းရှာဖွေရန်မှမူပိုပြီးတတ်တည်ရှိဖို့လိုအပ်ပါသည်။လောကီတသက်ပညာရေးယူဆကအကြောင်းတရားတစ်ခုခုကိုမတိသေးပါကမတိချောင်းဝင်ခံရန်မကြောက်ဖို့နှင့်တတ်တည်ထောက်ထားသည့်များရှာဖွေဖို့တင် जा ပါသည်။ကျွန်တော်တို့အနေဖြင့်တည်ပြီးဖြစ်သည်ဟုယူဆနေတာမှာကျွန်တော်တို့၏ထင်မြင်ယူဆချက်ကိုတန်လျာထားပြီးပြန်လည်ဆက်စည်းဖို့ကိုတင် जा ပါသည်။ လူများစုကမသိသေးသည့်အရာများကိုချောက်ယုံနေရှိကြပြီးမိကွန်အလုံးတွင်တိကျရှင်းလင်းသည့်အဖြစ်များကိုလူလာရကြပါသည်မသိသေးသည့်အရာကိုချောက်ယုံမှုကအာနာရှင်ထက်ပိုဆိုပြီးကျွန်ုပ်တို့ဘာမှမလုပ်နိုင်မကင်နိုင်ဖြစ်စေပါသည်တမိုင်းတခြားလူများမှာကျွေးမဲ့ဆိုပြီးပေးထားသည့်ဖြင်များပေါ်ယုံကြည်မှုရှိပါကလူဖွဲ့စည်းတစ်ခုလုံးပြိုလဲသွားလိမ့်မည်ဟုစိုးကြောက်လေရှိပါသည်လက်တွေ့မှာမူမသိသေးသည့်အရာကိုမသိချောင်းဝင်ခံပြီးခက်ခဲသည့်မိကွန်းများကိုတတ်တီးရှိရှိမေးရသည့်လူများရှိသော လူ့ဖွဲ့စည်းများကအဖြေတစ်ခုတည်းကိုအမေးအမြစ်မရှိလူတိုင်းလက်ခံရသည့်လူ့ဖွဲ့စည်းများထက်ပိုပြီးချမ်းသာကြွယ်ဝရုံမြမကပိုပြီးငြိမ်းချမ်းသည်ဆိုတာကိုခေတ်သစ်လူသမိုင်းကအတင်ရှာဖော်ထုတ်ပြပြီးဖြစ်ပါသည်သူတို့အမှန်တရားဟုလက်ခံထားသည့်အရာပြောက်ဆုံးသောမိကိုစွန့်ယူသူများကကဘာကြီးကိုရှုထောင်မျိုးမျိုးပါကြည့်နိုင်သူများတဲ့ပို့ပြီးအကျန်းဖယ်လို့ရံများလို့လေးရှိပါသည်။မေခွန်ထုတ်လို့မရသည့်ဖြစ်များတဲ့အဖြစ်မရှိသေးသည့်မေခွန်များကစာဘတ်သူအတွက်ပို့ပြီးကောင်းပါသည်။လောကီတန်တဲ့ဝါရီများ၏နောက်ဆုံးတန်ဖိုးတစ်ခုမှာ တာဝန်ယူမှုရှိခြင်းဖြစ်ပါသည် လူသားများထက်ပိုတကိုးကြီးသည့်တစုံတရာကကဘာကြီးကိုစောင့်ရှောက်နေပြီးရုံမှကောက်ချစ်သူများကိုပြစ်ဒဏ်ခတ်ကတရားနေနေသူများကိုဆုချသည်ဆိုတာမျိုးကျွန်ုပ်တို့ကိုငတ်ပေးပလိယောဂါကပ်ပေးစစ်မှတ်ဘေးများမှကာကွယ်ပေးနေသည်ဟုလော့ဂီတက်တက်ဝါရီများကယုံကြည်ခြင်းမရှိခြင်းအသွေးနှင့်အသားနှင့်ကျွန်ုပ်တို့လူသားများကိုယ်တိုင်မိမိတို့လုပ်သည့်လုပ်ရများမလုပ်ဘဲနေသည့်အရာများအတွက်ဘယ်ဟာမဆိုကုဟာကိုပြေဝတာဝန်ယူရမည်ဟုယုံကြည်ကြသည် ။ကမ္ဘာလောကကြီးတွင်ဒုက္ခဆင်းရဲများနှင့်ပြည့်နှက်နေပါကအပြည့်ဆိုင်ရမှာကျွန်တို့၏တာဝန်သာဖြစ်သည်။လောကီတတ်တဝါဒီများကကက်ယောဂါများကိုကုသနေနေနိုင်ခြင်း၊ငယ်ဘေးကြုံနေသူများကိုကျွေးမွေးနိုင်ခြင်း၊ကမ္ဘာနေရာများများကိုငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်ခြင်းကဲ့သို့သောခေတ်လူပောင်၏အရာမအောင်မြင်မှုများကိုခုံယူကြသည်ကျွန်တော်တို့နေပြင်ရင်အောင်မြင်မှုများအတွက်ဘယ်ဘုရားသခင်ကမှကျေးဇူးတင်စရာမလိုဟုသူတို့ကယူဆကြသည် ကျင်းအောင်မြင်မှုများမှာလူသားများ၏တည်ညံဖွံ့ဖြိုးတာခြင်းနှင့်မေတ္တာကရုဏာထားလာနိုင်ခြင်းတို့ကြောင့်ရလာသောရလဒ်များဟုယူဆကြသည်။ယင်းတို့ယူဆခြင်းအကြောင်းကြောင့်ပင်မျိုးပြုံးတပ်ဖြတ်မှုများကြီးတို့ဆိုင်များမှစကေယားစနစ်ပြောင်းရင်းခြင်းအထိခဲ့တဲ့လူ့ဖွဲ့စည်းရာဇဝတ်မှုများချချုံမှုများမှလည်းကျွန်တို့လူသားများတာဝန်ယူရမည်ကိစ္စများဖြစ်သည်ဟုယူဆသည်။ဘုရားသခင်နှင့်ရှိခိုးဆူတောင်းပြီးတကုတ်ပြာရီဟာကိုဆောင်နေမည်စာကျွန်တို့ အလိုကူလုပ်ပေးနိုင်မလဲဆိုတာကိုသာမိကုံထုတ်ရမည်ဟုလော်ဂီတက်တက်ဝါရီများကယုံကြည်ကြသည်တင်ပြခဲ့သည့်များမှာလော်ဂီတက်တက်ဝါရတွင်ရှိသောအဓိကဆန်တန်ဘုံများဖြစ်ပါသည်ရှေ့တွင်ဆိုခဲ့သည့်အတိုင်း၎င်းဆန်တန်ဘုံများမှာလော်ဂီတက်တက်ဝါရတွင်သာတွေ့ရသောဆန်တန်ဘုံများမဟုတ်ပါသူများသည်လည်းမှန်တရားကိုတန်ဖိုးထားကြသည်ခရိယန်များကလည်းမေတ္တာကရုဏာကိုတန်ဖိုးထားကြသည်မွတ်စလင်များကလည်းဒန်တူညီမြောက်မှုကိုတန်ဖိုးထားကြသည်ဟိန္ဒူများကလည်းတာဝန်ယူမှုကိုတန်ဖိုးထားကြသည်ဒါဖြစ်ပါသည် လော့ဂီတက်တန်လူဖွဲ့စည်းများနဲ့ institution များမှရင်းချမ်းများကိုလက်ခံပြီးဘာသာတရားခန့်ချမ်းသောဂျူးများခရစ်ယာန်များဟိန္ဒူများနဲ့မွတ်စလင်များကိုလည်းကြည်ကြည်နက်နက်လော့ဂီတက်တန်လူဖွဲ့စည်းတဲ့သို့လက်ခံပြီးဖြစ်ပါသည်သို့သောလော့ဂီတက်တန်ဝါရကတံပိုးထားသောဆန်တံပိုးများနဲ့ဘာသာတရားရှိဆန်များအငြိပွားပုတ်တိုင်မှုများဖြစ်လာရင်တော့ဘာသာရေးကအလျှော့ပေးရမည်ဖြစ်ပါသည်။ဥမာအားဖြင့် လော်ဂီတတ်တတ်လူဖွဲ့စည်းတဲ့တွင်နေလိုသည်ဆိုရင်ရေယိုဆွဲကျူးများအနေဖြင့်ကျူးမဟုတ်သူများကိုတန်းတူညီများဆက်ဆံရမည်ဖြစ်ပါသည်ခရိယန်များအနေဖြင့်လည်းဘုရားသခင်ကိုမယုံကြည်သူများကိုမိလောင်တိုင်းတွင်ချင်းမျိုးလုပ်လို့မရပါမွတ်စလင်များအနေဖြင့်လည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကိုလေးစားရမည်ဖြစ်ပါသည်ဟိန်းသူများအနေနဲ့လည်းဇန်နေဇန်မြင့်ခွဲခြားခြင်းကိုဖျက်သိမ်းရမည်ဖြစ်ပါသည်တစ်ဖက်တွင်လည်းလော်ဂီတတ်တတ်ဝါဒကဘာသာတရားကန့်ရှိုင်းသောပုံကူများကို ရားသခင်ကိုညင်ပယ်ရန်ရိုးရာတလေးထုံတမ်းများကိုညင်ပယ်ရန် တောင်းဆိုခြင်းမရှိပါလော့ဂီတက်တက်ကဘာကြီးကလူများကိုသူတို့လို့ရပေါ်မူတည်ပြီးတော့သာအကဲဖြတ်ပြီးသူတို့ပါဝဲသည်ဘလို့ပွဲတွေကိုဆင်နွှဲသည်ဆိုသည်ချက်ပေါ်မူတည်ပြီးအကဲပြတ်ခြင်းမလုပ်ပါ လူထုနေဖြင့်ထူးခြားဆန်းတဲ့ဘာသာရေးဝတ်စုံတွေကိုဝတ်ပြီးဆန်းဆန်းပြပြဘာသာရေးပွဲတွေလုပ်နေစေသည်ဆိုတော့ဇိုခဲသည့်လောကီတန်တဝါရာရှိဆန်တန်မှုများကိုနိုင်နာဆောင်ထိန်လို့ရပါသည်ဂျူးသိပ္ပံပညာရှင်များတဘာဝဗန်ဝင်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူခရိယန်များမွတ်စလင်အိဋ္ဌိယဝါဒီများ ခွင့်ရေးလှူရှားသူများဟိန်းသူများရှိပါသည်သူတို့နေဖြင့်တိတ်ပန်နေကြဖြစ်သည့်အမှန်တရားမေတ္တာကရုဏာတန်းလူညီများမှုလွတ်လပ်မှုစသည့်စံတန်မိုးများပေါ်ဆောင်တင်းလိုက်နာပါကလော့ဂီတဲ့တဲ့ကဘာကြီးဒင်းပြေချက်ပြေဖွင့်ဝင်များဖြစ်နေထိုင်လို့ရပါသည်သူတို့ကိုရာမူကာဂျူအုတ်ထုတ်မဝေရလက်ဝက်ကတိုင်းမဆွဲရဟီချက်မဝေရနဘူးအနီစံမတို့ရလောက်နေစရာအကြောင်းတစက်မှမရှိပါခြင်းထို့တူလော့ဂီတဲ့တဲ့ပညာရေးကလည်းကလေးများကိုဘုရားတခင်မယုံရဘာသာရေးပွဲတွေမှာပါဝင်စင်နေခြင်းမလို့ရဟု အနုလက္ခဏာပြင်ရိုက်သွင်းခြင်းမလုပ်ရခြင်းလောကီတတ်တဲ့ပညာရေးကတင်သည်ဘယ်ဟာကတော့ရှိတရားဘယ်ဟာကတော့ကိုယ့်ရဲ့ယုံကြည်မှုခွဲခြားတတ်အောင်သင်ပါသည်ဒုက္ခဆင်းရဲကိုခံစားနေရသည့်တတ္တဝါအလုံးကိုမေတ္တာကရုဏာစိတ်ထားတတ်အောင်သင်ပါသည်ကဘာပေါ်ရှိတတ္တဝါအလုံး၏တွေ့ကြုံခံစားရမှုများသိဉာဏ်များကိုတန်ဖိုးထားတတ်အောင်သင်ပါသည်မတိသေးသည့်အရာကိုကြောက်ရွံ့မနေဘဲလွတ်လပ်စွာတွေးခေါ်တတ်အောင်သင်ပါသည်ကဘာကြီးတစ်ခုလုံးနှင့်မိမိလောက်ရအတွက်တာဝန်ယူတတ်အောင်သာသင်ပေးပါသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတုတ္တပါ။